ဟယ်လိုမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အခုတော့ဒီနေ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါနီးပြအပြောင်းလဲတန်တရာနဲ့ပတ်သက်ပြီးတော့ပေါ့။ဒါကျွန်တော်တိတလောက်လေး sharing လုပ်ပေးမယ်။ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းမှာနီးပြပြောင်းလဲရတဲ့တန်တရာကြီးကိုကျွန်တော်တို့ယူနိုက်တက်ပရိသတ်တွေကောင်းကောင်းသိပါတယ်။ဒါကကျွန်တော်တို့အဖြေတစ်ခုလား။ အသိရလက်ပိုင်းတခုခုဒါအာဗန်တော်ဖြစ်လာပြီဆိုလို့ရှိရင်နီးပြကိုပဲဒီနီးပြကိုထုတ်အရင်ဆုံးကြားရတဲ့တဲ့င်းပါပေါ့နော်ဒီနီးပြကိုထုတ်ဒီနီးပြမကောင်းလို့အဒီနီးပြကဘာဖြစ်လို့ညာဖြစ်လို့ကစားသမားဒီရောင်းထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနီးပြကိုပဲပြောတယ်နော်သူတို့ချစ်တဲ့ကစားသမားတွေကိုရောင်းလို့လဲဒီနီးပြပြောခံရတယ် အသိကစားကွက်ပိုင်းဆိုင်ရာမကောင်းလို့လဲဒီနေ့ပြပြောခံရတယ်။နော်အသိကစားကွက်ကစားကွက်ကစားပုံမကောင်းရင်လဲဒီနေ့ပြပြောခံရတယ်။စူဖလားမရရင်လဲဒီနေ့ပြပြောခံရတယ်။လိုချင်တဲ့ကစားသမားခေါ်လို့မရတာကိုပါဒီနေ့ပြပြောကြမှာလားမသိဘူး။နော်အတိတ်တင်းကိုနီးပြတယောက်ထဲအောင်မြင်အောင်လုပ်နေတာမဟုတ်ဘူး။အသိတင်းတင်းဆိုတာဘောလုံးတင်းတင်းဆိုတာ။ ကျွန်တော်တို့မဆက်တိုင်းနေတဲ့ရဲ့ပြိသက်တွေနဲ့ဒါနီးပြအပြောင်းလဲတန်တရားမကြီးမွေကြသေးဘူးလားမသိဘူးနော်မကြီးမွေကြဘူးလားဒီနီးပြအပြောင်းလဲတန်တရားဟောအခုလက်ရှိကျွန်တော်တို့မဆက်တိုင်းနေတဲ့ကနီးပြအံမိုရင်ကအဖန်တောင်ဖြစ်နေတယ်ပေါ့ဗျာဘလို့ပဲဖြစ်ဖြစ်သူပြောထားတဲ့ဒါသူစမန်ချက်စတာယူနိုက်တက်ကိုစရောက်ခဲ့တယ်ကျွန်တော်လိုချင်တာကပရီးမီးယားလိ เนาะแมนเชสเตอร์ยูไนเต็ดအတွက် तू လုတ်ပေးချင်တာ तू ယူပေးချင်တဲ့ဖလားအချိန်ပလင်ဖလားတယ်မဟုတ်ဘူးပရီးမီးယားလိဂ်ကို तू ယူပေးချင်တာပရီးမီးယားလိဂ်ရဖို့အတွက်ကောင်းတဲ့ကစားဝဲတစ်ခုနဲ့အသင်းဒါတကယ်ကောင်းတဲ့ဖောင်တစ်ခုနဲ့တကယ်ကောင်းတဲ့ကစားဝဲတစ်ခုနဲ့ကစားကောင်းတဲ့ကစားသမားတွေနဲ့အသားကျနေတဲ့ပုံစံတစ်ခု အနေထားတစ်ခုလိုတယ်ဗျာတင်းကောင်းတင်းပါဆိုတော့ဒါခြေစွမ်းမျိုးအနေထားတစ်ခုလိုတယ်အဲ့ဒီအတွက်ကြောင့်သူဒီလိုအခြေအနေတွေကိုဒါအခုချိန်အဗန်တော့ဖြစ်နေတည်တိုင်အောင်ကျွန်တော်တို့ဒါနီးပြတ်အမ်ဘရီကတော့တိဆောက်နေတယ်ပေါ့ဗျာကျူးစားနေတယ်သူလိုချင်တဲ့ပုံစံအနေထားတစ်ခုကိုအဲ့တော့အတင်းတင်းကရလက်ပိုင်းဆိုင်ရာတွေလှုပ်ခတ်လာပြီးအဗန်တော့ဖြစ်လာပြီးဆိုလို့ရှိရင် ပြိတက်တွေအနေနဲ့ကတော့ညီပြပြောင်းဖို့တောင်းဆိုတာကတော့ဒါပြိတက်တွေဘက်ကကြည့်ရင်တော့မမအောင်ပေါ့လေဒါပေမဲ့ကျွန်တော်ပြောချင်တာကဒါညီပြပြောင်းလဲတဲ့တန်တရားကြီးကိုညင်းမွေသိပြီညီပြပြောင်းလဲတော့လို့ကျွန်တော်တို့ရားလက်တွေမကောင်းပါဘူးနောက်တစ်ချက်အောင်မြင်မှုတွေလည်းဘာမှလည်းမရပါဘူးအသိဉာဏ်ခြေစွမ်းတွေလည်းဘာဟုတ်လားဆိုလည်းမဟုတ်ပါဘူးဘာမှလည်းမဟုတ်ဘူး ညီမပြောင်းလို့ဘာမှကောင်းနေရလည်းမရှိဘူးညီမကိုနော်ကျွန်တော်တို့မက်ရှယ်တိုင်းနဲ့တက်အတင်းနေနေလိုအပ်တဲ့ကစားသမားတွေကို ဖြစ်ဖြစ်ချင်းဖြစ်ပြီးရင်ဖြစ်ပြီးနေသူလိုချင်တဲ့ကစားကွက်တစ်ခုနော်ကစားကုန်တစ်ခု အကောင့်လေးပေါ်အောင်ထိညီမတယောက်ကိုစောင့်သိနေလို့ကျွန်တော်ထင်တယ်နာအမိုရင်း ဘယ်ဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်နိဗ္ဗာန်တရားကိုအတိတရားကောင်းတဲ့ဖောင်တစ်ခုရအောင်နော်ကောင်းတဲ့ကစားပုံတစ်ခုရအောင်နော်အတင်းတိုင်းကိုချင်ဖိုက်နိုင်တဲ့ကျွန်တော်ဝါကလက်အစင်ရှိတဲ့အတင်းတင်းရဲ့ခြေစွမ်းမျိုးပြန်ရအောင်နိဗ္ဗာန်တရားရောက်ကိုစောင့်ကြည့်တင်နေလို့ကျွန်တော်ထင်တယ်နိဗ္ဗာန်ပြောင်းလဲခဲ့လို့ကျွန်တော်တို့ရရှိခဲ့တဲ့နောင်တလေးနော် ညီပြပြောင်းလဲလို့ကျွန်တော်တို့ဖြစ်ပြက်နေတဲ့အခုချိန်ထိဖြစ်ပြက်နေတဲ့ Manchester United ရဲ့အနေထားတွေအကုန်လုံးပြည်သက်တွေလည်းမြင်တွေ့ပြီးသားပဲเนาะအဲတော့ပြောချင်တာကဒီညီပြပြောင်းတာနဲ့ပတ်သက်ပြီးတော့အတင်းအောင်မြင်တာကြားဆုံးတာဒါဖြစ်မဟုတ်ဘူးဗျကျွန်တော်တို့ Manchester United မှာအခုချိန်ထိเนาะရောင်းလဲရောင်းလဲနဲ့ကစားသမားပိုင်းဆိုင်ရာညီပြပိုင်းဆိုင်ရာဟိုပိုင်းဆိုင်ရာဒီပိုင်းဆိုင်ရာ နော်ကောင်းတဲ့ရလဲကောင်းတဲ့အနေထားမရှိဘူးနော်ငွေကြီးနဲ့ကြည့်မလားအချုံးပေါ်နေတယ်ဗျာငွေကြီးနဲ့ကြည့်ရင်လည်းအချုံးပေါ်နေတယ်အကျွေးများနေတယ်အသိအောင်မြင်မှုနဲ့ကြည့်မလားဘယ်ခွက်မှလည်းမရှိဘူးခွက်လည်းတစ်ခွက်မှရထားတာမဟုတ်ဘူးနော်စူပလာလည်းမရှိဘူးစူပလာပိုင်းဆိုင်ရာကြည့်ရင်လည်းစူပလာပိုင်းဆိုင်ရာကြည့်ရင်လည်းစူပလာတော်တော်များများဒါကြီးကျယ်တဲ့စူပလာတွေရထားတယ်ဆိုတာလည်းမရှိဘူးကစားပုံကစားခွက်ပိုင်း တကယ်ကောင်းတဲ့အတင်းတင်းရဲ့အနေထားပုံစံမျိုးပေါ့ဗျာကစားကွက်ပိုင်းဆိုင်ရာဒါကောင်းတဲ့ဖောင်တစ်ခုရှိလားမရှိဘူးဒါတည်းကအခုနီးပြအံမွန်ရင်ရောက်မှဖြစ်နေတဲ့အကြောင်းအရယ်မဟုတ်ဘူးနီးပြအံမွန်ရင်ရောက်မှဒီလိုမျိုးဖြစ်ရတာလည်းမဟုတ်ဘူးเนาะအရင်ကတည်းကရှိခဲ့တဲ့ခန္ဓာရဲ့အတိတ်သမိုင်းတွေကိုကြည့်ပြီးတော့ပဲဒါ history တွေကိုကြည့်ပြီးတော့ပဲထောက်ပြီးတော့ပဲဒီနီးပြကိုပဲလှိမ့်ထောက်နေလို့အများဘူးလေ ရင်တော့ရင်တော့အခန့်ကန်တာအခုကအခုအခန့်ကန်တာကို MRI လှုပ်ရှားနေတယ် MRI ညုံးကန်နေတယ်နော်ဒါအတင်းတင်းအောင်မြင်ဖို့လုံနေကြတဲ့အပိုင်းဒီတယောက်ထဲမှာတောင်းဝင်ရှိတာလည်းမဟုတ်ဘူးအဲ့တော့မှားခဲ့တာအစိုးရကြီးတွေကမှားခဲ့တာပါကျွန်တော်တို့ Manchester United အတင်းကနီးပြကိုတာတယောက်ပြီးတယောက်ချင်းတောင်းလုံနေပြီဆိုကြတဲ့ကမှားနေခဲ့တာပြောချင်တာအပြာကျွန်တော်တို့ Manchester United မှာနီးပြတယောက်ယောက်ကို အချိန်တိုင်းတာတစ်ခုဒီပေးပြီးတော့သူလိုချင်တဲ့ကစားသမားတွေဖြစ်ပေးပြီးတော့နော်အရင်တော့ကချွေရောင်လေးရက်တစ်ခုဖြစ်တဲ့တိုက်သမိုင်းတွေရှိပြန်ရောက်ဖို့အတွက်အဲ့လိုမျိုးရောက်တဲ့အနေအထားဒီကျွန်တော်တို့အသင်းရဲ့ကစားပုံအသင်းရဲ့ကစားကွက်နော်အသင်းရဲ့နီးပြတည်ငြိမ်တဲ့အသင်းတသင်းအနေနဲ့ဖြစ်လာဖို့အတွက်ဒါလိုအပ်နေပြီအခုချိန်ကကျွန်တော်ခဏခဏပြောပါတယ် ညီပြတယောက်ပြောင်းတယ်ဖောင်တစ်ခုပြောင်းတယ်ကစားသမားတွေပြောင်းတယ်ဟိုနေပြလူချင်းတို့ဟိုလူကိုခေါ်ပေးရဒီလူပြနေပြလူချင်းတို့ဒီလူခေါ်ပေးရနော်နောက်တယောက်ရောက်လာတဲ့နောက်တော့ပုံစံတစ်ခုပြောင်းတယ်နောက်တယောက်ရောက်လာတဲ့နောက်ပုံစံတစ်ခုပြောင်းတယ်အတင်းရအဲ့မှာစင်နာကြီးအဲ့ဒီအတော်တွင်းမှာအတင်းရတော်တော်လေးနှိမ့်နာသွားပြီနော်အတင်းရတော်တော်လေးနှိမ့်နာသွားပြီဒီအတော်တွင်းမှာ အဲ့တော့နီးပြတယောက်နဲ့တယောက်ကကစားပုံမတူတဲ့အကြောင်းမလို့ဒီကစားသမားတွေပြောင်းနေရတဲ့ကိစ္စအနေကစားသမားတွေလိုက်ပြီးတော့ဖြစ်ပေးနေရတဲ့ကိစ္စအနေမတက်တော့ဘူးအဖို့မတက်တော့ဘူးအတင်းအဲ့နားမှာပတ်ချတည်နေတာနီးပြတွေလိုချင်တဲ့ကစားသမားတွေကို ခေါ်ယူပေးတဲ့အပိုင်းအနေမတက်တော့ဘူးဒီနားမှာလဲနေတာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒါနီးပြပြောင်းလဲတဲ့တန်ရာရဲ့အရက်အဆိုးကြီးပဲ အခုခံစားနေရတာနီးပြတ်ပြောင်းလဲတဲ့တန်တရားရဲ့ရလက်အဆိုးကြီးပဲအခုခံစားနေရတာနော်ဒါနီးပြတ်အမွန်တွေလှုပ်ထားတာမဟုတ်ဘူး तू ကမနေ့တနေ့ရမှရောက်လာပြီ Manchester United အတွက်ဒါအကောင်းဆုံးစူးစမ်းပေးနေတာမလို့ချင်းစမ်းပါနဲ့ဗျာဒီစာရလက်ဖောက်ကူစင်မလို့ချင်းတို့ဒါပြစ်ထားလိုက်တဲ့ဒီဖလားလေးတိတိလေးတွေကိုရင်မခုန်ချင်းစမ်းပါနဲ့ဖီမတက်ချင်းစမ်းပါနဲ့ကျတော့နီးပြတ်တယောက်ကိုအတီတကျပုံစံကောင်းတစ်ခုချလာအောင်စောင့်ကြည့်ပေးကြပါ ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အခုခံစားနေရတာကနီးပြပြောင်းလဲတဲ့တန်တရာကြီးရဲ့ရလတ်ဆိုးအဲ့ဒီရလတ်ဆိုးကိုကျွန်တော်တို့အခုမန်ချက်စတာယူနိုက်တက်အသင်းကခံစားနေရတာနော်ဒါလေးကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းအခုခံစားနေရတဲ့နီးပြပြောင်းလဲလို့ရတဲ့ရလတ်ဆိုးကိုနှစ်ပတ်သက်ပြီးတော့ကျွန်တော်တီးတလောက်လေးပေါ့နော်ဒါကျွန်တော်တီးတလောက်လေး sharing လုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ